မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သည်ဖြစ်ပါစေလို့တွတ်ခွန်းဆက်ပါတယ်သာဝရပြထံတော်ပါမှခန္ဓာစိတ်ဝိညာဉ်မှစခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာယေရှုတော်အဖေကျွန်တော်နဲ့အတူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်စာလံကျမ်းအခန်းကြီး25အပိုင်းငယ်၄ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်အိုးသာဝရဘုရားကိုယ်တော်ဤလမ်းတို့ကိုအကျွန်ုပ်အားပြညွှန်၍ ခရီးတော်တို့ကိုတွန်တင်တော်မူပါဒီနေရာမှာဆာလံဆရာကဘုရားသခင်သူ့ကို လမ်းပြဖို့တွန်တင်ဖို့ရအတွက်ဆုတောင်းထားတာတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့လည်းပဲဘုရားရဲ့လမ်းပြမှုကို လိုချင်တဲ့သူဖြစ်ရလားဆိုတာကို ပြန်လည်ပြီးသုံးသပ်ဆင်ခြင်ဖို့လိုပါတယ်တချို့လူတွေက သူတို့ကိုလမ်းပြပေးတာသူတို့ကို အကြံပေးတာကောင်းရာမွန်ရာလမ်းညွန်ပြတာကို မကြိုက်တဲ့သူရှိပါတယ် အဲ့လိုမကြိုက်တဲ့သူတွေကိုကိုကသွားပြီးတော့မှ အကြံပေးတာပဲဖြစ်ဖြစ်သူတို့ကိုဖះနဲ့နီးအောင်သွေးဆောင်တာပဲဖြစ်ဖြစ် လုပ်မယ်ဆိုရင်ဝက်ရှိမှာ ပလဲယတနာချတာနဲ့တူသွားပါလိမ့်မယ်ဒါကြောင့်မလို့ကိုကိုကိုလည်းပြန်လဲသုံးသက်ဆင်ခြင်ဖို့ကဖះရဲ့လမ်းပြတုံတဲ့မှုကိုအမှန်တကယ်လိုချင်တဲ့သူဖြစ်ရလားဆိုတာကိုစဉ်းစားဖို့လိုပါတယ်ဘုရားခင်ရဲ့တုံတင်လမ်းပြမှုကိုလိုချင်တဲ့သူက ဘုရားရဲ့လမ်းပြမှုကိုခံရမှာဖြစ်ပါတယ်။သူကဘုရားသခင်ကိုကြောက်ရွံ့နေသူဖြစ်ရမယ်။ဘုရားသခင်ရဲ့အပေါ်မှာစာငက် တောင်းတတဲ့စိတ်နှလုံးရှိရမယ်။ကိုယ့်ရဲ့အပြစ်ကိုဖော်ပြခံရခြင်းအပေါ်မှာလိုလားတဲ့သူ ဖြစ်ရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့နှုတ်ကပတ်တော်ကကျွန်တော်တို့ကို အပြစ်တွေဖော်ပြပေးတယ်။ကျွန်တော်တို့တွားရမယ့်လမ်းကိုလည်းပြညွှန်ပေးတယ်။ပြီးတော့ကျွန်တော်တို့ကိုအောင်မြင်ခြင်းအခွင့်ပေးတယ်။ကျွန်တော်ရဲ့ဘဝမှာ အသက်ရှင်ဖို့လိုအပ်သမျှမဆခြင်းအမျိုးမျိုးကိုနှုတ်ကပတ်တော်ကရရှိနိုင်ပါတယ်လူမှုရေးလားစီးပွားရေးလားပညာရေးလားနိုင်ငံရေးလားစစ်ရေးလားစသဖြင့်အမျိုးမျိုးသောအရေးအရာအားလုံးကိုတမန်ကျမ်းစာက ကျွန်တော်တို့ကိုဖော်ပြပေးနိုင်တယ်ကျွန်တော်တို့ကိုလမ်းပြပေးနိုင်တယ်ဒါကြောင့်တမန်ကျမ်းစာဆိုတာကအလုံးစုံသော အာနာနဲ့ပြည့်စုံသောဖရာရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ် ချစ်တော်မိဘညီကိုမောင်တို့မှာတို့လူတယောက်ကကျန်းစာအုပ်တကင်ကင်နဲ့ရှောက်သွားနေတယ်ဆိုရင်ဟာသူကတော့ဖရာတရားသိတ်ကန်းဆိုင်တာပဲလို့ကျွန်တော်ဒီလိုမျိုးမြင်တတ်ကြပါလိမ့်မယ်။ဘာသာတရားကန်းဆိုင်တဲ့သူတွေသာကျန်းစာအုပ်ကိုတကင်ကင်နဲ့လုတ်တက်ကြလိမ့်မယ်လို့ဒီလိုမျိုးကျွန်တော်တို့ကထင်မြင်တတ်ပါတယ်။မဟုတ်ပါဘူး။ဘာသာတရားကန်းဆိုင်တဲ့သူမှမဟုတ်ဘူး။စီးပွားရေးလုတ်တဲ့သူရော နိုင်ငံရေးလုတ်တဲ့သူရော ပညာကိုရှာဖွေတဲ့သူရော လူမှုဆက်ဆံရေးနဲ့ဆိုင်တဲ့ကိစ္စရပ်တွေမှာရောဘေကန္နဘဲအလွှာမှာပဲရှိရှိတမချန်းစာဟာကျွန်တော်ဘဝရဲ့လမ်းညွန်မှုဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ်ဒီတမချန်းစာကပဲ ကျွန်တော်ရဲ့အသက်တာကိုမှန်ကန်စွာလမ်းပြတင်မှတ်ပေးနိုင်တယ်ကျွန်တော်တို့ကိုရွေးနှုတ်ကဲတင်နိုင်တယ်ကျွန်တော်ဘဝကိုလုံခြုံမှုနဲ့အကွယ်ကာလဲပေးနိုင်တယ်အဲ့ဒီတုတ်ခပတ်တော်ကသာကျွန်တော်ဘဝအတွက် အခွင့်အာဏာအရှိဆုံးစာအုပ်ဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ်။ဒါကြောင့်ကျွန်တော်တို့ကဖရာရဲ့တုံ့တဲမှုကိုရရှိချင်တယ်ဆိုရင်တော့တမာကျမ်းစာကို အချိန်ပေး လေ့လာဖတ်ရှုရပါမယ်။ဒါကဘာသာတရားကိုင်းဆိုင်တယ်ဆိုတဲ့အတိပယ်ကိုစောင့်နေတာမဟုတ်ပါဘူး။လူရဲလို့ဖြစ်လာရင် လူဘဝကြီးထဲမှာဘယ်လိုရှင်သန်ရမလဲဆိုတာကိုအကောင်းဆုံးလမ်းပြနိုင်တဲ့စာအုပ်ကတမာကျမ်းစာဖြစ်နေလို့ပဲဖြစ်ပါတယ်။ ရရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်တော်ဖရာကိုရောကိုယေရှုတင်တယ်။ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကိုရောရဲ့သွန်သင်လမ်းပြမှုကို စာငတ်ဖို့သွန်သင်တော်ကြောင့်ယေရှုတင်တယ်။ကိုရောဖရာလမ်းပြတော်မူပါ။ကျွန်တော်ရဲ့နေ့စဉ်တနေ့တာ အသက်ရှင်မှုအတွက်လိုအပ်သမျှအလိုတော်နဲ့ညီသောလမ်းပြမှုများကို ကိုရောရှင်ဖရာလိုချင်ပါတယ်။ကိုရောရှင်လမ်းပြတော်မူပါ။ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့သူအယောက်တိုင်းပေါ်မှာလည်း ကိုရောကောင်းချီပေ၍လမ်းပြပါမိအကြောင်းအလိုတော်နှင့်အညီပဲ့ပြန်ပါမိအကြောင်းတနည်းတားလုံးကိုဆက်ကတ်တဲ့အခါမှာသခင်ယေရှုခရစ်တော်နာမ၌ဆက်ကတ်အနံဆုတောင်းပါ၏အာမင်